ကျွန်တော်ညီကိုတကညီမိတ်ဆွေတွေကျွန်တော်395ပတိပေါ့နော်395ကို300ထိတာ5ထိတာလေးတင်ထိုးဖို့အတွက်ကျွန်တော်ပြောပေးထားပါတယ်နော်ဗီဒီယိုလေးနဲ့လုံခဲ့တဲ့လုံခဲ့တဲ့တနားရီကျော်အောင်ပေါ့နော်ကျွန်တော်ပြောပေးထားပါတယ်ဒီမှာ395ထိတာလေးတင်မှာခဏန်းကတော့မနေ့ကအတိုင်းပဲပေါ့နော်မနေ့ကအတိုင်းပဲပြန်ထိုးဖို့အတွက်လည်းကျွန်တော်ပြောပေးထားပါတယ်ခဏန်းစီပြီးတော့ဒီမှာလမ်းမှာလမ်းသွားနေနေကျွန်တော်မအားလို့ပေါ့နော် ဗီဒီယိုလေးနဲ့လည်းကျွန်တော်တို့ကပြပေးထားပါတယ်ဒီထဲမှာဗောနော်ဒီကနန်းလေးကိုဗောနော်မဖြစ်မနေပြန်ထိုးပေးရမယ်ကနန်းလေးထဲမှာအတူတူဒါ30ဗောနော်30လေးဒီမှာပါပါတယ်၃ညထိတာ၅ထိတာကျွန်တော်တို့ဒီတင်ထိုးမယ်ဆိုရင်အဲ30ဗောနော်30 30 40 60ဆိုတဲ့ကနန်းလေးရတာ main ကွက်လေးဒီဗောနော်30ဆိုတဲ့ကနန်းကျွန်တော်ညီကိုငွေချင်းမိတ်ဆွေတွေဒါရလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ တစ်ဆယ်ထွက်ပြီဆိုတော့ကျွန်တော်တို့နှစ်ချက်ဒီကဏန်းလေးစောင့်ကြည့်အောင်တစ်ဆယ်မိဖက်ဖြစ်တဲ့ကဏန်းတွေကတော့ကျွန်တော်ခွန်9ပေါ့နော်ခွန်9ရှိမယ်အဲကျွန်တော်တို့96ဆိုတဲ့ကဏန်းရှိမယ်84ရှိမယ်85ဆိုတဲ့ကဏန်းရှိမယ်28 29ရှိမယ်ပေါ့နော်ဒီကဏန်းလေးတွေကဒီထဲထဲရနေတာတစုံသွားတဲ့ကဏန်းလေးတွေပါအဲဒီအခုကျွန်တော်ပြထားတဲ့1 2 3၄၅၆၇၈၉၁၀၁၁၁၂ပေါ့နော်ဒီ၁၂ကွက်ရှိတယ်အဲ့၁၂ကွက်ပြင်ကိုနောက်ထပ်ဒီထဲမှာမပါသေးတဲ့ကဏ္ဍကြီးကတော့၅၆ ခွန်လေးခွန်96ရဲ့ဒီတခြားဘောတခြားသောကနန်းလေးတွေကြံအောင်မယ်ပေါ့နော်အဲ့ဒီကနန်းလေးတွေကိုကျွန်တော်ပြန်စီပြီးတော့ရေးပေးပါမယ်ညနေပါလဲဒီကနန်းအတန်းလေးရပဲကျွန်တော်ထွက်လိုက်မယ်လို့ကျွန်တော်ယူဆပါတယ်တိုးတော်လေးပဲနှစ်ချက်ဒီမှာဒီကနန်းလေးတွေကထွက်ခဲ့တယ်ဆိုရင်မိတ်ဆွေတွေတကယ်ချင်းနေခဏတော့ကျွန်တော်စောင့်ပြီးပါနှစ်ချက်ဒီကနန်းကိုကြည့်ပြီးတော့ကျွန်တော်ကနန်းစီပြီးတော့ပြန်လုပ်ပေးပါမယ်သုံးညနောက်ပိတ်ထွက်တာဖြစ်တဲ့အတွက်၄၅ပတ်တီးကိုကျွန်တော်တို့ကပြန်ပြီးတော့ထုတ်လို့ယူလို့ရပါတယ်ထိုင်ဝမ်ကိုကျွန်တော်ကြည့်ကျင်သေးတယ်ပြီးလို့ရှိရင်တော့ကနန်း ဘောနောနှစ်ချက်ဒီကနန်းလေးကိုတော့ကျွန်တော်ကနန်းလေးလေးကြည့်ကျင်သေးတယ်ဘောနောနှစ်ချက်ဒီကနန်းလေးစောင့်ပြီးတော့မှထိုးကျင်တယ်ဆိုတော့မိတ်ဆွေတွေရှိတယ်ဆိုတော့ကျွန်တော်ကနန်းလေးကိုစောင့်ပြီးတော့ဒါကစားပြီးပါလို့ကျွန်တော်ပြောချင်ပါတယ်ဒီတိုင်းပဲအဲတောင်းမြောင်းထိုးကျင်တယ်ဒီညနေမှာကျွန်တော်တကယ်လို့မအားပြစ်လို့မတင်ပြဘူးဆိုရင်လည်းဒီကနန်းကိုပဲပြန်ထိုးပါနော်ဒီအခုမဖြစ်မနေထိုးဆိုတဲ့ဒီကနန်းပေါ့နော်မနေ့ကကျွန်တော်တင်ခဲ့တဲ့ကနန်းပေါ့နော်အဲ့ဒီထဲထဲကိုကျွန်တော်တို့9 6ဆိုတဲ့တစ်ခွက်နေရယ်ခုံ9 6ဆိုတဲ့တစ်ခွက်ကိုထည့်ပြီးတော့ ထည့်ထိုးပြီးပါနော်96ဆိုတဲ့တကွက်ထည့်ပြီးတော့ကျန်တာလေးအကုန်လုံးဒီတိုင်းပဲပြန်ထိုးလိုက်ပါနော်အဲ့ဒါဆိုရင်တော့ဒါကျွန်တော်တို့ပြန်ပေါက်ပါလိမ့်မယ်အချိုကနန်းလေးစောင့်ပြီးတော့မှထိုးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကိုစောင့်ပါနော်ကျွန်တော်ဒီမှာအကောင်းဆုံးကျွန်တော်ညီကိုတကယ်ချင်းမိတ်ဆွေတွေကိုကျွန်တော်ခဏရတာပြုတ်တော့ကျွန်တော်တင်ပေးထားပါတယ်နှစ်ရက်တွဲပတ်သေးသည်3ည5ဖြစ်တယ်လို့ကျွန်တော်ရတလုံးနဲ့သောပတ်သေးရလဲ3ည3လုံးဖြစ်ပါတယ်နော်အဲ့လူတွေလဲဒါပေါက်မှာပါလို့ကျွန်တော်ပြောချင်ပါတယ်အဲကျွန်တော် ဒါအသုံးအသုံးရက်ပေါ့နော်၃ရက်အတွင်းကျွန်တော်ဖမ်းပေးထားတဲ့ပတ်တီကိုဒီနေ့ဒီတောင်းခံပြီးတော့ပတ်ပေးတဲ့အတွက်လည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ညီကိုတငငင်းမိတ်ဆွေတွေပေါက်တယ်လို့လာပြောတဲ့သူတွေပေါ့နော်၃ညတစ်လုံးပေါ့နော်၃ညတစ်လုံးနဲ့တော့ပတ်တီ၃ညပါကျွန်တော်ပေးထားပါတယ်၂ရက်တွင်းကတော့၃ညငါးတစုံပေါ့နော်၃ညငါးတစုံမနေ့တဲ့ဗီဒီယိုလေးဆိုရင်ကြည့်ရလို့ဆိုသိမှာပေါ့နော်ငါးထွက်သွားပြီ၃ညကိုဇာတို့ထပ်ပြီးတော့ လိုက်တယ်ဆိုတော့လူတွေလည်းရတယ်ဆိုတော့ကျွန်တော်ဝမ်းသာပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးရမယ်ဆိုတော့အကျိုးထူးရဆိုရင် like share subscribe လေးလုပ်ပြီးတော့ကုညီသွားပေးပါအောင်ညနေမှာတော့ခဏန်းကတော့ထူထူထူခဏန်းမရှိပါဘူးကျွန်တော်ဒီခဏန်းလေးတွေပဲပြန်ထုတ်ပေးပါမယ်အဲခဏန်းတက်တက်တီးတန့်လေးထိုးခြင်းနဲ့စောင့်ဦးမယ်ဆိုရင်ကျွန်တော်စောင့်ပါတော့ကဲအားလုံးပဲညနေမှာလည်းထပ်ပြီးတော့ပေါက်ပါစေ